ီနိုင်ငံမှာစနစ်ကလေးတွေကိုဆိုရှယ်မီဒီယာသုံးခွင့်အပြီးပြစ်လိုက်ပါပြီ။အဲ့ဒါဘယ်နိုင်ငံလို့ထင်လဲ။2025ဒီဇင်ဘာ10ရက်နေ့ကနေစပြီးတော့ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့တင်းကျပ်တဲ့ဥပဒေတစ်ခုကိုဩစတြေးလျအစိုးရဘက်ကနေပြီးတော့စတင်အသက်သွင်းသွားမှာပါ။ဒီဥပဒေကြောင့်ပဲဆိုရှယ်မီဒီယာလုပ်ငန်းကြီးတွေအနေနဲ့ဒီဇင်ဘာ10ရက်နေ့မရောက်ခင်ရက်ပိုင်းလောက်ကနေပြီးတော့အကောင့်တွေကိုတရားစီစဉ်နေကြရပြီလို့ပြောကြတယ်။အခုဒီဗီဒီယိုထဲမှာဒီဥပဒေကိုဘာကြောင့်ထုတ်ပြန်ခဲ့ရလဲ။ဘလို့အဆက်တွေနဲ့ထုတ်ပြန်ခဲ့ရလဲ။ဒီဥပဒေကြောင့်ဖြစ်လာနိုင်တဲ့အပြောင်းအလဲတွေအပြင် ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေစိုးရိမ်စေများနေကြတဲ့အခြေအချက်ကိုလည်းပြပြပေးသွားမယ်။ဘဝဘောနိုင်ငံကြီးတွေအနေနဲ့ဒီလိုနီးပညာဥပဒေကိုပြဋ္ဌာန်းမှုစ조사နေကြတာအစ်တွေမနေတော့ပါဘူး။ဒါပေမဲ့ခေတ်ကာလအနေအထားရရောပြောင်းလဲလာတဲ့လူအဖွဲ့အစည်းကြောင့်ရောဒီကိစ္စကိုအကောင့်တွေဖော်နိုင်မှုအတွက်တွန်းဆနေကြရတယ်။음အခုလက်ရှိမှာတော့ဒီကိစ္စကိုအကောင့်တွေဖော်နိုင်တဲ့နိုင်ငံတခုပေါ်လာခဲ့ပါပြီ။လွန်ခဲ့တဲ့နှစ်ထဲကဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဗန်နီစီအနေနဲ့ဒီဥပဒေကိုတရားဝင်အသက်ဝင်အောင်ကြိုးပမ်းခဲ့ပါတယ်။သူရဲ့ကိုယ်ပိုင် website ပေါ်မှာ ငါဩစတြေးလျနိုင်ငံရဲ့ဘယ်နေရာကိုပဲတက်သွားမိဘတိုင်းကအစိုးရပြုပန်နေရတာတခုတွေ့နေရတယ်။အဲ့ဒါကဆိုရှယ်မီဒီယာပဲလို့ပြောထားတယ်။အဲ့ဒါကြောင့်မိဘတွေကိုကူညီဖို့နဲ့ကလေးတွေကိုကာကွယ်ဖို့အတွက်ဒီဥပဒေကိုပြဋ္ဌာန်းခဲ့တာ။ဥပဒေကိုအတည်ပြုနိုင်ခဲ့ပြီးတော့ဩစတြေးလျပြည်သူတွေဘက်ကလည်းလူလူလောက်ကိုလက်ခံတာကိုတွေ့ရတယ်။ကမ္ဘာပထမဦးဆုံးဥပဒေဖြစ်တဲ့အတွက်နိုင်ငံတိုင်းလူလူတွေစောင့်ကြည့်တာကိုလည်းခံရတယ်။အဆင်ပြေရင်တော့သူတို့လည်းသုံးမယ်ဆိုတဲ့သဘောနဲ့ပေါ့။အခုထုတ်ပြန်ထားတဲ့ဥပဒေရဆိုရင်ဆိုရှယ်မီဒီယာ၁၀ခုအထိကိုဖမ်းထားတာ။ ဲ့ဒီထဲမှာမတာကွန်မြူနီပိုင်ဖြစ်တဲ့ Facebook, Instagram, Threads အပြင် TikTok, X, Snapchat, Reddit, Kids နဲ့ Discord အပြင် YouTube လည်းပါသေးတယ်။ဒါပေမဲ့လူငယ်တွေအထက်ရှိရပြီးတော့ထုတ်ထားတဲ့ YouTube Kids, Messenger Kids နဲ့ပညာရေးအတွက်သုံးဖို့ Zoom နဲ့ Google တွေကိုတော့ပိတ်ပင်ထားတာတော့မရှိဘူး။အဲဒါကြောင့်ဥပဒေအသက်မွေးငွေချပိုင်းလောက်ကနေပြီးတော့ social media ကုမ္ပဏီတွေကအစစ်အမြစ်ဤပညာတွေထည့်သွင်းနေကြရတယ်။အဲတချို့ဤပညာရှင်တွေကလည်း င်တာနက်ပေါ်မှာအသက်ရှင်စစ်ဖို့ကအရန်ခက်ခဲလို့လည်းဝေဖန်နေကြတာရှိတယ်။ဒါမဲ့အခုလောလောဆယ်ကတော့အသက်အမှန်သိရဖို့အတွက် AI verification စနစ်တွေကိုပို့ပြီးမြှင့်တင်နေကြပြီ။အရှင်အလိုမျိုးဆက်ရှင်နေပြပါပြီဆိုတဲ့ခလုတ်လေးကိုနှိမ့်လိုက်ရုံနဲ့တော့မရတော့ဘူး။အစိုးရ ID ကတ်တွေနဲ့အတည်ပြုရမယ်။ဒါကတိကျတယ်ဆိုပေမဲ့ privacy ပြဿနာလည်းရှိသေးတယ်။ပြောရရင် Facebook သုံးဖို့အတွက်ကိုယ့်ရဲ့အချက်အလက်တွေအကုန်လုံးကိုပေးလိုက်ရတာနဲ့အတူတူပဲ။အဲ့ဒါကြောင့်ဒီလက်နဲ့ပတ်သက်ပြီးတော့လဲမကြဘက်ကနေပြီးတော့ ပုဂ္ဂိုလ်ရဲ့အချက်အလက်တွေကိုထင်းသိမ်းမနိုင်မင်းဒီမညာတစ်ခုလောက်ရှိရင်တော့ပို့ပြီးတော့အစီအပြေနဲ့ဆိုပြောလဲပြောထားသေးတယ်။အဲ့ဒါကိုလည်းအော်စီဝင်ကြီးချုပ်အနေနဲ့အတီထဲဆရာမလို့ဒီဥပဒေရဲ့အဓိကရည်ရချက်ကကလေးတွေကိုပန်ကန်တဲ့ကလေးဘွားနဲ့ချစ်ချစ်ပေးစေုံပါပဲလို့ပြောခဲ့သေးတယ်။ဒုတိယနီလန်ကတော့ကင်မရာနဲ့မျက်နှာကိုစကန်ပတ်တဲ့နီစနစ်ပေါ့။ဒီနီလန်ကလည်းညီမညာလောကထဲမှာတတော်အသုံးဝင်နေပါပြီ။မျက်နှာကိုစကန်ဖတ်လိုက်ရုံနဲ့အသက်အရွယ်ကိုအစမ်းပြတ်သတ်မှတ်နိုင်တယ်။68ရာခိုင်နှုန်းအထိရောအထိရောက်တယ်လို့တွေ့ရတယ်။ ဒီနည်းလမ်းကကိုယ်ရေးအချက်အလက်တွေပေးစရာမလိုပဲနဲ့အသက်ကိုအကျန်းဖြင်းသိနေတဲ့အတွက် Elon Musk ကသူ့ရဲ့ X Twitter မှာအဲ့ဒီနည်းလမ်းကိုတုံးပြီးတော့အသက်ကိုခံမှန်းခဲ့တယ်။တကယ်လဲလွှဲပြခဲ့တာကိုတွေ့ရတယ်။ဒီနေရာမှာမေးစရာရှိတာကတကယ်လို့73နှစ်မယ်ဆိုရင်ဘယ်လိုမျိုးပြဿနာတွေရှိမှာလဲ။ကလေးလေးနဲ့မိဘတွေအတွက်ကတော့ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ဒါပေမဲ့စိတ်ပူစရာရှိတာဆိုရှယ်မီဒီယာလုပ်ငန်းတွေပဲတကယ်လို့အဲ့လိုဆရာနှစ်ယောက်လူငယ်တယောက်ကဆိုရှယ်မီဒီယာပေါ်မှာရှိနေသေးရဆိုရင ရှိနေသေးတဲ့ကုမ္ပဏီဘက်ကနေပြီးတော့အစိုးရကိုအော်စီဒေါ်လာ19.50အထိကိုပေးဆောင်ရမှာပါ။အဲဒါကြောင့်လေနီးပညာကုမ္ပဏီအနေနဲ့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့အစိုးရကြီးကိုစိုးရိမ်နေကြရတယ်။တချို့နီးပညာကုမ္ပဏီတွေဆိုရင်ဒီဥပဒေကိုလုံးဝလက်မခံချင်ကြဘူး။အင်္ဂလိပ်ပိုင်ရှင်ဖြစ်တဲ့ Elon Musk တောင်မှဒီနည်းလမ်းကဖက်စစ်ဆန်နေဆိုပြီးတော့ဖန်ခဲ့သေးရဲ့။ပြီးတော့ Spencer ဘက်ကလည်းဒီဥပဒေကိုသဘောမတူချင်ပေမဲ့စနစ်ချက်ကိုတုံးတဲ့နိုင်ငံရဲ့ဥပဒေကိုလေးစားတော့အပြင်လိုက်လာပါမယ်ဆိုပြီးတော့ စိတ်မပါလက်မပါပြောထားတာကိုလည်းတွေ့ရတယ်။ဘာပဲပြောပြောကလေးတရားဆိုရှယ်မီဒီယာတုံးနေရနဲ့အဲ့ဒီဆိုရှယ်မီဒီယာဘက်ကနေပြီးတော့တန်း90နီးပါးလောက်ကိုရှင်းသေးပြရတော့မှာ။အဲ့ဒါကြောင့်မင်းတို့ရဲ့နီးပညာတွေကိုအစစ်မြင့်တင်တာတွေတောက်လျှောက်လုပ်နေခဲ့ရပြီးတော့မထာဆိုရင်လည်းဒီရဘန်လောက်ကနေစပြီးတော့ဗန်နေပြီလို့သိရတယ်။စီးပွားရေးကကြည့်မယ်ဆိုရင်တော့ဒါကဆိုရှယ်မီဒီယာကုမ္ပဏီဘက်ကနေပြီးတော့ဆိုရှယ်မှုတွေဖြစ်လာနိုင်ပါတယ်။အော်စီလိုနိုင်ငံမှာအသက်16နှစ်ယောက်လူငယ်တွေက၄မီလီယံလောက်ရှိနေပြီးတော့ ဆိုရှယ်မီဒီယာသုံးတဲ့အရွယ်ကဖရာရဲ့သုံးမှုနှစ်ပုံရှိတယ်။ဖရာကြောင့်မတာဘက်ကနေပြီးတော့ Facebook သုံးတဲ့လူ3သိန်းခွဲနဲ့ Instagram သုံးတဲ့လူ3သိန်းခွဲကိုစုစုနဲ့နေလို့ခံမှန်းထားကြတယ်။အဲ့ဒီအကောင့်တွေကနေဝင်မဲ့ဝင်ငွေရတော့သူတို့ရဲ့အသက်စောင်းနေမပြည့်မချင်မရတော့ဘူးဆိုတဲ့သဘောပဲ။ဒီလိုအဆုံးခံရဖို့အတွက်ကိုယ့်ရဲ့ခြေရပတ်စံနဲ့ပဲမိဖုညာတွေမြင့်တင်ပေးကြရတယ်။ဒါတော့ခိုးသုံးတဲ့လူငယ်တွေရှိနေရင်လည်းသူတို့ကတော့ပြန်ပြီးတော့ရောပေးရအောင်မဲဆိုတော့ social media ကုမ္ပဏီကြီးရဲ့အနေနဲ့အစိုးရပုံပန်စရာဖြစ်နေခဲ့ကြတာပါ။ ခိုးသွင်းတဲ့သူတွေကတော့တုံးနေဦးမှာပဲအခုလိုနီးပညာခက်ကြီးတဲ့မှာကြော်ခွပြီးတော့တုံးအောင်သွင်းကြအောင်မယ်လို့ထင်နေအဲ့ဒါကိုလည်းဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအက်ဗန်လင်းစီကိုယ်တိုင်သိပါတယ်သူရဲ့ကိုယ်ပိုင် website ထဲမှာတော့မှနီးပညာတွေကမမြန်ဆန်ပြောင်းလဲနေတယ်ဒါကြောင့်ဒီဥပဒေကိုရှောင်ပြီးတော့သုံးဖို့နည်းလမ်းတွေရှာလိုက်ကြမယ်ဆိုတော့ကျွန်တော်သိပါတယ်။ဒါပေမဲ့ဒါကဘာမှမလုပ်ဘဲနေဖို့အကြမ်းမဲ့ချက်ကောင်တစ်ခုတော့မဟုတ်ပါဘူး။ဆက်ရှင်နေရတွေအရင်မတော့ရဆိုတာတော့မှတောက်တဲ့သူတွေရှိရပဲ။အဲ့ဒါကိုဘယ်သူမှကန့်သက်တဲ့အတက်လေးကိုရှောင်ပြီးပါလို့ပြောကြအောင်လေးဆိုပြီးရေးသားထားပါတယ်။ အမြင်ရလဲမှန်တာပဲလေစင်ကြယ်တွေပေးပြီးငါတို့ထိုင်နေမဲ့အစားတခုခုထပြီးရလောက်တာပို့ပြီးတော့မကောင်းလားဒုတိယမှတရားလုံးအတွက်မတိရောက်ရင်တော့မှအယောက်30အတွက်လွတ်ဖြစ်တယ်ဆိုရင်ဒီဥည်တွေတော်တော်ကောင်းတယ်လို့ပြောလို့ရနေပါပြီတကယ်လို့အလွတ်ဖြစ်တယ်ဆိုရင်လည်းနောက်ထပ်ကျန်သုံးမဲ့နိုင်ငံတွေလည်းရှိနေပါတယ်အာရှဘက်ကမလေးရှားနိုင်ငံမှာဆိုရင်လည်းဒီလိုဥည်တွေတခုကို2026ထဲမှာပြထားမယ်လို့သိရတယ်အဲ့လိုပဲအမေရိကန်နိုင်ငံနဲ့ UK လိုနိုင်ငံတွေထဲမှာလည်းဥည်တွေရေးဆွဲနေပါပြီဘာကြောင့်ဒီလို social media ကိုအသေးအံဘန်းနေကြရတာလဲ ဆိုရှယ်မီဒီယာတွေမှာဘာမှတွေရှိလို့လဲအဖြစ်ကတော့ရှင်းရှင်းလေးပါပဲဆိုရှယ်မီဒီယာပေါ်မှာငငယ်ရဲ့အတွက်ဘာတခုမှကောင်းကွက်မရှိလို့ပါ half control လို့ခေါ်တဲ့စံတန်းတဲ့အရာတွေစိုက်ပါပူလင်းလို့ခေါ်တဲ့ online တိုက်ခိုက်အနိုင်ကျင့်တာတွေ hate speech တွေနဲ့ violent content တွေကတပုံတစ်ခေါင်းကြီးပါပဲစစ်တမ်းတွေရဆိုရင်တော့လမ်းပြောင်းနေပြီလို့ရှင်ယူနေကြတဲ့လူငယ်အများစုကဆိုရှယ်မီဒီယာပေါ်မှာအချိန်ကုန်နေကြတဲ့လူငယ်တွေများပါတယ်အဆုံးမရှိတဲ့ new feed တွေကတောက်လီတောက်လီငတ်မပြေပင်လယ်ရေလိုပါပဲ။ ဆိုရှယ်မီဒီယာဆိုတာကလည်းအွန်လိုင်းပေါ်မှာငွေရစီတမျိုးပဲလေဆွဲလန်းစီပြီးတော့လူကိုထိုင်မှန်းစီနိုင်တယ်ပြီးရင်တော့လူငယ်တွေကိုအရှင်နဲ့မလိုက်အောင်လူမှုရေးဖီအာတွေပေးနိုင်တယ်အရှင်ကဆိုရင်လူငယ်တယောက်ကကြားပြနိုင်ရင်းနဲ့ပတ်သက်တဲ့ဖီအာလွင်တခြားဘာမှမရှိဘူးဒါပေမဲ့အခုခေတ်မှာဆိုရှယ်မီဒီယာပေါ်မှာမြင်နေရတဲ့အရာတွေနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုနှိုင်းယှဉ်ပြီးတော့ကိုကိုကိုအားငယ်စေတွေပြန်ပြီးတော့မွေးနေမိကြတယ်သူ့လိုဖနလလလေးမစီရလို့သူ့လိုစာအုပ်တွေမဝေရလို့ဘာညာပေါ့ ဒီလိုမျိုးသူများတွေရဲ့ life style မျိုးအားကြပြီးတော့ကိုယ့်ရဲ့ဘဝကိုကိုယ်သဘောမကျဖြစ်လာပြီးတော့တသက်ရဲ့အထိပါဖြစ်နိုင်ပါတယ်ဒီလိုကိစ္စတွေက smartphone ကိုအဆောဆုံးအသုံးပြုခဲ့တဲ့ American, UK နဲ့ Australia လိုနိုင်ငံတွေမှာတော့မှကြံရံကတည်းကအထူးမြင့်တက်နေပါပြီအဲ့ဒါကြောင့်လဲ Australia အနေနဲ့ဥပဒေနဲ့တားဆီးရဲ့အဆောဆုံးနိုင်ငံဖြစ်လာတာပါဒီ video ကြည့်နေကြတဲ့လူတွေထဲမှာအသက်နဲ့ဆက်ကြော်တွေပါတယ်ဆိုရင်ဒီမှတ်ရတွေမှတ်မိလားကျမကတော့ကောင်းကောင်းယူမှတ်မိနေပါတယ်အဲ့ဒါကကျောင်းကနေအိမ်ပြန်ရောက်တာနဲ့ လွယ်ကြီးကိုပြစ်ချပြီးတော့တငယ်ချင်းတွေနဲ့စော်ဖို့အတွက်အဖြူအစိမ်းတော်မလဲနိုင်မင်းနဲ့ချက်ပြေခဲ့ရတဲ့ပျော်စရာနေ့တွေအပြင်ထွက်လို့အမေရထူထူချောင်းနဲ့လိုက်ခေါ်ရတဲ့အချိန်မှငိုယိုပြီးတော့အိမ်မပြောင်းချင်မင်းနဲ့ပြန်ခဲ့ရတဲ့အိမ်ပြန်ခီးတွေရေမိုးချိုးချမင်းစားစားလို့ပြီးတော့အပူပင်မရှိဘဲနဲ့အိတ်ခဲကြတယ်ဘလို့ကြောင့်မှပြောဖို့ကောင်းခဲ့လေအခုအချိန်မှာငယ်ဘဝကမလူညီခဲ့တဲ့အမတ်ကြီးရတွေကိုပြောရင်ပြောလို့ကောင်းမှာမဟုတ်ဘူးအဲ့ဒီရှာတွေကိုအခုကကလေးတွေပြပြကြည့်ဘယ်သူမှမယုံဘူး ဘာလို့လဲဆိုရင်တို့မှကျမတို့ဂျုံနှစ်ဖြတ်တန်းခဲ့ဘူးတလို့အတွေ့အကြုံအများကြီးမှမရှိတာနေတိုင်းဆိုရှယ်မီဒီယာဆိုတဲ့ကျမောင်းနေနေရာတခုမှပဲအသက်ရှင်နေရတယ်ဒီလိုဆိုရှယ်တွေကြောင့်အရှင်ကဆနှစ်နှစ်ရွယ်ခလေးတယောက်နဲ့အခုဆနှစ်နှစ်ရွယ်ခလေးတယောက်ကပြဿနာတွေကိုကံရယ်ပုံစံမတူညီကြဘူးဒါကလေးတွေရဲ့အပြစ်မဟုတ်ပါဘူးကလေးတွေနေတိုင်းရှင်နေနေကြတဲ့အခြေအနေကိုပြောင်းလဲခံလိုက်ရလို့ပါအဲ့ဒါကြောင့်ကျမအနေနဲ့အော်စီမာချမှတ်လိုက်တဲ့ဥပဒေကိုအရှင်ကိုသဘောကျတယ် ကျမလိုပဲစာရေးဆရာရေဇနတန်ဟိုက်ကလည်းသဘောကျမယ်ထင်ပါတယ်။သူဆိုရင်လေခလေးတွေကမှန်ကန်တဲ့ရှင်သန်မှုကိုမရဘူးဆိုတဲ့အကြောင်းအမြင်ရွက်နေခဲ့ရလေ။2024ခုနှစ်ကလည်းခလေးတွေဒီလိုအဖြစ်ဆိုးနဲ့မကြုံအောင်လို့မိဘတိုင်းဖတ်တဲ့စာအုပ်ချက်ကိုထုတ်ထားသေးတယ်။အဲ့ဒီထဲမှာအခုခေတ်ကြုံနေနေရတဲ့ခလေးတွေရဲ့ပြဿနာတွေနဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုအသေးစိတ်လေ့လာပြီးတော့ဒီလောက်ကောင်းနေလဲထုတ်ပေးထားတယ်။စာရေးဆရာရဲ့လေ့လာချက်တွေရဆိုရင်တော့2030ခုနှစ်ကစပြီးတော့ ဆယ်စောသက်မင်းကလေးတွေအနေနဲ့ကိုကိုကိုနာစီအောင်လုပ်တဲ့နှောင်းကသုံးဆလောက်မြင့်တက်သွားပါတယ်။အကြောင်းရင်းကတော့ social deprivation လို့ခေါ်တဲ့လူမှုဆက်ဆံရေးပြတ်တောက်သွားလို့ပါပဲ။ကလေးတွေကဖုန်းထဲမှာတော့ friend တွေရာချီပြီးတော့ရှိပေမဲ့တကယ်လက်တွေ့ဘဝမှာတော့ရှင်ဖွင့်စရာဖတ်ထားစတဲ့ငယ်ချင်းတရားမှမရှိပါဘူး။သူတို့ရဲ့ငယ်ဘဝကိုစကရင်နဲ့အစာထွက်ခံလိုက်ရတဲ့အတွက်အထီးကျန်မျိုးဆက် action generation ဖြစ်လာရတာပါပဲ။ဒီလိုမျိုးဆက်တွေထဲမှာရှင်သန်နေရတဲ့ကိုကလေးရဲ့ပျောက်ဆုံးရေငယ်ဘဝကိုပြန်ပြီးချင်နေဆိုရင်တော့နောက်မကျသေးဘူးလို့ပြောလို့ရတယ်။ သူတို့ကိုပြန်ပြီးတော့ချိန်မောစီခြင်းလားအခန်းထဲကနေထွက်ပြီးတော့ကဘာကြီးနဲ့ထိတွေ့စီခြင်းလားဒါဆိုရင်တော့ကျမတို့မိဘတွေဘက်ကနေပြီးတော့ပြောင်းလဲရမယ့်အချက်၄ချက်ရှိရယ်အဲ့ဒါဟာခက်ခဲပေမဲ့ကလေးတွေရဲ့အနာခက်တော့တော့မဖြစ်မနေလုပ်ရမယ့်အရာတွေပါပဲအဲ့ဒီလမ်းတွေကဘာတွေလဲဒါတွေအားလုံးကိုသိနေတဲ့ဆိုရင်ရှင်တို့ application ထဲမှာရှိတဲ့ဒီ action generation ဆိုတဲ့စာအုပ်လေးချုပ်ထဲမှာအခုပဲဝင်ရအောင်ထောင်ပြီးတော့ကုတ်ကလေးကိုကတ်တင်လိုက်ပါရှင်ဒီနေ့ဒီ video တွေကနေပြီးတော့တင်လိုက်ရတာတွေကတော့ social media ဆိုတာကကောင်းကျိုးတွေရှိသလား စိုးစိုးတွေလည်းအများကြီးရှိနေတယ်။ဆင်ရည်ပေးပြီးဘာမှမလုပ်တာထက်တခုခုလုံးလိုက်တာပို့ပြီးတော့ကောင်းတယ်ဆိုရယ်ကိုကလေးရဲ့ဘဝတံမိုးကကိုယ့်ရဲ့အထဲမှာပဲရှိတယ်။အဲ့ဒါတွေကိုသိထားအသုံးထားတတ်မယ်ဆိုရင်ကလေးရဲ့အနာဂတ်လပ်ပမယ်ဆိုတာတွေပဲဖြစ်ပါတယ်။ဒီတော့မိရှေတို့ရောဘယ်လိုမြင်ကြလဲ။အသက်ဆောင်တဲ့လူငယ်တွေကိုဆိုရှယ်မီဒီယာသုံးတာပိတ်တယ်လားမပိတ်သင့်ဘူးလားဆိုတာကွန်မန့်မှာရေးခဲ့ပေးပါ။နောက်ပြီးတော့ဒီ Asia Generation စာအုပ်ကိုမဖြစ်မနေသွားဖတ်ပေးနော်။တင်ကမိဘတယောက်ဓမ္မမဟုတ်ဆိုရှယ်မီဒီယာကိုအမြဲသုံးဆနေတဲ့သူတယောက်ဆိုရင် ဘာလို့ social media ကိုဆွဲနေရလဲဘာလို့အနေနဲ့ကိုကိုကိုအတုံးမကြဘူးလို့ခံစားမိနေရလဲစသဖြင့် anxious ဖြစ်နေမယ်ဆိုရင်တော့အခုပဲကျွန်တော် app ထဲမှာသွားဖက်လိုက်ဖို့အတွက်အကြံပေးပါရစေတကယ်ကိုကောင်းတဲ့အတွက်ကြောင့်မို့လို့ပါရှင်